ဓမ္မဘုဒ္ဓကိုလိုလားသူရှားဝဲသူများအတဲ့ပိဋကတ်သုံးပုံ၏အဓိပ္ပာယ်ကိုဖော်ပြလိုက်ရခြင်းဖြစ်ပါသည်ပိဋကတ်သုံးပုံဆိုသည်မှာဗုဒ္ဓမြတ်စွာဘုရားတတ်ရှိထင်ရှားရှိစဉ်45ဝါကာလအတွင်းဟောကြားခဲ့သောတရားတော်ဗုဒ္ဓဝါစနာများကိုဗုဒ္ဓပြိဋိဘံဆန္ဒမူပြီးနောက်ရှင်းသမတန်ထင်ထားသောစာပေများကိုခေါ်ဆိုပူသည်ပိဋကတ်ဟူသည်ချင်းတောင်းဟုနတ်ဒိဗ္ဗထွက်သည် အနာတ္တပညာရှင်တို့ကပိဋကဟူသောပုဂ္ဂိုလ်ဗုဒ္ဓဤတရားတော်များသိုးလောင်းရာယရဏတ္တယအတိပ္ပယ်ကောက်ယူဖြစ်ဆိုကြသည်ဂေါရမမြတ်စွာဘုရားဤအ ਨੇ ကဇာတိတန်တာရအစခြေခာဝရဓမ္မသင်္ခါရအပ္ပမဒေနတံပါဒေထအစုံ၄၅ဝါကာလပဲလို့လက်လက်ဟောကြားထားသောအစောမတရားတော်များကိုမြတ်စွာဘုရားခန္ဓာပိဋိပတ်ဆံပြီး 3လအကျော်ခရစ်တော်မပေါ်မီ BC 483တွင် တတိယသဘကရှမာကတ္တပဝိနည်းဣတရေယအရှင်ဥပါလိနှင့်ဤရောအနန္တမုပ္ပိတောပရိသံဘိတာဆလပညာယန္တအရှင်မြတ်အပန်း900ကခုနလတိုင်းတိုင်းအမျိုးအစလိုက်အယွေအစအလိုက်စနေတကြဆူစီပြီစူပေါင်းရွတ်ဆိုပြီမတတ်တင်ခဲ့ပြီနောင်ပြိတ္တကသုံးပုံစတင် ပေါ်ပေါက်ခဲ့ပါသည် ဓမ္မနဲ့ဝိနည်းထိုဘောဓဝါစနာတရားများတွင်ယဟန်ယောက်ျားယဟန်မိန်းမတို့လိုက်နာရန်ဝိနည်းသိက္ခာပုံများပါဝင်သည့်ဟောကြားဆုံးမချက်များကိုဝိနည်းဟု ခေါ်၍ကြံရှည်သောဘောဓဝါစနာများကိုဓမ္မဟု ခေါ်ဆိုသည်ဝိနည်းမှာကျင်းသောဘောဓဝါစနာအလုံးကိုဓမ္မဟုခေါ်ဆိုရသဖြင့်ရှင်ဓမ္မတွင်အဘိဓမ္မာတရားတော်များသည်အကျုံးဝင်သည်ပိတက ပေတကဟူသောအသောနှင့်ပါဠိဝါရာဖြစ်သည်မူလအတိပ္ပယ်မှာချင်းတောင်းဟုအတိပ္ပယ်ရသည်ဗောဓဝဆနာတို့ကိုပေတကဟူသောအသောနှင့် တွဲဖက်ခေါ်တွင်ချင်းနှင့်ပတ်သက်၍အယူအဆနှစ်မျိုးရှိသည်ပထမအစွာယချင်းတောင်းတို့သည်မြို့တို့တို့ပစ္စည်းတို့ကို ခွဲခြားသောလောင်ရာ ဖြစ်တဲ့ကဲ့သို့ဗောဓဝဆနာတို့ကိုသောလောင်ရာ ဖြစ်သည်ဟုမှတ်သားရသည်ဒုတိယအစွာကမူ အစင်ဆက်ဆင်းသက်လာခြင်းသဘောကြောင့်ဟုဆိုသည်ရှေးခေတ်အိန္ဒိယနိုင်ငံတွင် အလုသမားများမြေတူတဲ့ပို့ရာတွင် စနစ်တစ်ခုရှိသည်လူအများတန်းစီ၍တည်ယူမိပစ္စည်းကို ချင်းချင်းတို့တွင်ထည့်၍လက်ဆင့်ကန်တည်ယူကြတည်ယူကြသည်ထို့အတူပိဋကတ်စာပေတို့ကိုလေဘောရလတ္တမှာဆက်ရခဲဆက်ဆက်ဆရာတပည့်တို့ဆရာတပည့်တို့ တဆင့်သည်လက်ဆင့်ကံသင်ကြားပို့ချပေးသောစနစ်ဖြင့်ထိန်းသိမ်းခဲ့ကြသည်ထို့ကြောင့်လက်ဆင့်ကံစနစ်ချင်းသူတည်ကိုအဆွဲပြု၍ပိဋကအမိပေးသည်ဟုဆိုကြသည်မဟာယာနခိုင်သာတို့ကပိဋကတော်ကိုအာဂမအစင်းစင်းဆင့်သက်ခြင်းဟုသောအမည်ဖြင့်ခေါ်ဆိုကြသောကြောင့်ဤယူဆသည်လေယုတ်တိတန်တိဟုဆိုရသည်၄၅ဝါအတွင် ဗုဒ္ဓရှင်တို့ဘုရားဟောကြားတော်မူသည့်တရားစကားတော်များကိုလကောက်ထို45ဝါအတွက်၌ဖြစ်စေထို့နောက်မှာဖြစ်စေဗုဒ္ဓရှင်တို့ဘုရား၏တပည့်သားတို့ကဗုဒ္ဓရှင်တို့ဘုရား၏နိနာနေတရားကိုယူ၍ဟောကြားတော်မူခဲ့ကြသည့်တရားစကားတော်များကိုလကောက်ပါဠိတော်ဟုခေါ်ဝေါ်ကြလေသည်ထိုပါဠိတော်တို့ကိုသင်္ကန်းနာတင်မှုပြုတော်မူကြသည့်အရှင်မြတ်တို့က ဝိမု ക്തി ရတအဖြင့်တပါးဓမ္မဝိနည်းအဖြင့်နှစ်ပါးဝါစနာအဖြင့်သုံးပါးပိဋကအဖြင့်သုံးပုံဤကေအဖြင့်၅ရက်ဓမ္မခန္ဓာအဖြင့်၈400ဟုပဉ္စခွဲဝေယသမတ်ထတော်မူကြသည်ပိဋကသုံးပုံတဏှိယဖြင့်ဝိနည်းပိဋကပိဋ္ဌမပိဋကနှင့်သုတ္တန္တပိဋကဟုယသုံးမျိုးခွဲခြားထားသည် ဝိနည်းပိဋကဝိနည်း၅ကျမ်းဗိဓမ္မာပိဋကဗိဓမ္မာ9ကျမ်းသောတန္တာပိဋကထိုကျင်းသောဗုဒ္ဓဝါစနာများကိုသောတန္တာပိဋက၌ထွက်သင့်သည်ကျမ်းပေါင်း38ကျမ်းဖြစ်သည်စုစုပေါင်း49ကျမ်းဖြစ်သည်ဝိနည်းပိဋကအဘိဓမ္မာပိဋကသောတန္တာပိဋကတို့ဖြစ်ကြသည်ပိရိကတုံမုန်ဓမ္မခန္ဓာအရေအတွက်အဖြစ်ဓမ္မခန္ဓာ၈၄၀၀ရှိပါသည် ဧကပိတကတော်ဤလူရင်အချင်းအတိပဲဖြစ်ပါသည်နိကေ9ရဟုသည်နိကေဟုသောဇကမှာနိကာယဟုသောပါဠိဇကပင်ဖြစ်သည်အတိပဲမှာအပေါင်းအစုပ်ဟုဆိုလိုသည်မြတ်စွာဘုရားဟောကြားတော်မူခဲ့သောတရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍အစုံ၅စုထုထား၍ အစငါးစုပြည့်ရထားခဲ့တဲ့ကိုနိဂေ၅ရက်ဟုခေါ်သည်ထိုနိဂေ၅ရက်တော့မှာအောက်ပါအတိုင်းဖြစ်သည်ဒီကနိဂာယရှေလျံသောဒေသနာတော်များအစုမဇ္ဈိမနိဂာယမရှိမတူအလယ်အလတ်ဒေသနာများအစုတန်ယုတနိဂာယတရားသဘောအဖြင့်၎င်းဟောကြားချက်အဖြင့်၎င်းသူဒီဖြစ်၍ရှင်တွဲတင့်တိဒေသနာတော်ဒေသနာတို့ကိုရှင်တွဲ၍စပောင်းထားခြင်း အင်္ဂုတ္တရနိဂါယအင်္ဂါတခုစီကြော်လွန်သည့်ဒေသနာများကို စုပေါင်းထားခြင်း တနည်းဆိုသော တဘာနဘာသုံးပါးစသည့်၁၁မျိုးအထိတရားတရားသဘောအင်္ဂါရများကိုတို့၍တို့၍ကြော်လွန်ပုံမူပြဆိုအပ်သောတုတ်အသီးသီးတို့ကိုစုပေါင်းထားခြင်းခောရဂဏိကာယအတိုင်းအရှိပမာဏအပြင်တူသောဒေသနာများအစုဏိကာယဆိုဒီမှာ အဆုအဝေးကိုခေါ်သည်သောဒ္ဒနာပိဋကတ်တဲ့နိဂံ၅ရက်ရှိသည်ဓမ္မဒေသနာတို့အာသဘောတူရာတူရာဆိုရင်အောက်ပါအတိုင်းနိကေယ၅စုတနည်းနိကေ၅ရက်ခွဲခြားခဲ့ကြသည်ဒီကနိကာယဒီကနိကေဗုဒ္ဓဒေသနာတော်များ အားအချင်းချောင်းလိုက်ပါကသီလတမာတိပညာဟူသော အုပ်စု၃စုရသည် ဒီကနေ့ကတည်းကပါဝင်သော သုတ်များသည်သီလသမာဓိပညာတို့ကိုကြည်ကြည်ပြန့်ပြန့်ဟောကြားထားသောသုတ်တန်များဖြစ်သည်မေဇာဒေဒီ62မျိုးအကြောင်းဟောကြားသောမြမဆာလသောရဟန်းပြရခြင်း၏တာမင်ညအကျိုးကျေးဇူးကိုအစတသက်မဲအာဟောကြားသောတာမင်ညဖလသောဘုရားရဲ့နောက်ဆုံးကာလဖြစ်စဉ်များအားဟောကြားထားသောမဟာပရိနိဗ္ဗာန်သော နိဗ္ဗာန်သောမြတ်မပြုရန်တကြောင်းသေးသောလမ်းစဉ်ဖြစ်သည့်တတိပဋ္ဌာန်၄ပါးကိုဟောကြားသောမဟာတတိပဋ္ဌာန်သောမိဘဝသာသမိဝစသည်ဖြင့်လူမှုကျင့်ဝတ်များကိုဟောကြားထားသောသင်္ကာလောဝါဒသုတ်တို့သည်ဒီကနိကေလသုတ်တံများဖြစ်သည်ရေပေါ်ရပြဒီကနိကေလာတုတ်များသည်ဘာသာခြားတော်ဗုဒ္ဓအဆုံးမဗုဒ္ဓသာသနာကိုလိုက်နာတုတ်များဖြစ်လာစေရန်ရည်ရွယ်၍ဟောကြားထားသောတုတ်များဖြစ်သည်ဟုဆိုနိုင်သည် အာသောကမဲလက်ချက်တဲ့အရှင်သောဏနဲ့အရှင်ဩတရတို့သည်ဒီကနေ့ကြီးပထမဆုံးသုတ်ဖြစ်သောမြမဇာလသုတ်ကိုဟောကြားရင်သောဏဘုံမိအရတ်တဲ့သာသနာပြုခဲ့ခြင်းဖြစ်သည်စုစုပေါင်းသုတ်တန်34ပုဒ်ပါဝင်သောဤဒီကနေ့ကအဝကအစုခေါ်အစုသုံးစုကြံသုံးကြံခွဲခြားထားသည်ဒီလက္ခဏာဝကမြမအခေါ်သုတ်တိလက္ခဏာသုတ်ပေါင်း73ပုဒ် မဟာဝကမြန်မာအခေါ်တုတ်မဟာဝါသုတ်ပေါင်း73တုတ်ပါဋိကဝကမြန်မာအခေါ်တုတ်ပါထေယသုတ်ပေါင်း73တုတ်ပါဠိစာပေတို့နဲ့ကျမ်းစာရေးအရွယ်ပမာဏတို့ကိုမယမနာပဲတစ်ချိန်တည်းရွတ်စွန်နိုင်သောပမာဏဖြင့်တိုက်တာလေးရှိသည်ယင်းပမာဏဘာနဝါရဟုခေါ်သည်တေဘာနာဝါရတွင်အခရာလုံးရေ8000ရှိသည်ဒီကနေ့ကအဖြစ်ဘာနဝါရဟုသော ရှင်နေဖြင့်တိုင်းထွာကတိုင်းထွာက64ဘန္နဝါရရှိသည်မေဇိမနိကယမေဇိမနိကေဒီကနိကေလာသုံးမြားသည်ကြဲကြဲပြဲ့ပြဲ့ရှိရှိလျားလျားဟောကြားထားသော သုံးမြောက်ဆိုပါကမေဇိမနိကေမှာသုံးမြားသည်နက်နက်ရှိုင်းရှိုင်းဟောကြားထားသောသုံးမြောက်ကိုဆွနိုင်သည်မေဇိမနိကေလာသုံးအများစုသည် ဗောဓမာတယံတော်မြတ်ရည်ရွယ်ဟောကြားထားသည်ဟုဆိုနိုင်သည်မူလပရိယာယတောသဗ္ဗတဝတောသမ္မာဒိဋ္ဌိတောဓာတဝိပင်္ဂတောသုလတသုလကမ္မဝိပင်္ဂတောတဏတဏခေတဏသင်္ခယတောသုလဝေရဏတောအာနာပါနာတတိတောသသကတောသာသောအဘိဗေလေးနဲ့တင်တုတ်တံများသည်မေဇိမနိကေလတောများဖြစ်သည်မေဇိမနိကေမှာတော်များသည့်အရွယ်အစအပြည့်ဒီကနေ့ကေမှာတော်များလောက်မရှိလျားတော်လေး အချမ်းနေကြများမှာတော့များလောက်တူတောင်းခြင်းမရှိပေထို့ကြောင့်ထို့ကြောင့်မြေမင်းစိမအလဲအလဲနိကေဟုခေါ်ခြင်းဖြစ်သည်မြေတိမနိကေတဲ့တော့အရေးအတွက်အဖြစ်152တုံးရှိကကျန်တချမ်းလည်းရင်တော့90ခန့်ဖြင့်ပဏ္နာတခေါ်ကျန်3ချမ်းခွဲထားသည်ပဏ္နာတဟုသည်90ဝန်းသေးပဲရသည်မူလပဏ္နာတ ရှိဝက်စာ350မေဇိမဗန္နာတအလဲ390ဥပရိဗန္နာတအဆုံး390မယခေါ်ရလွယ်ရန်ဗန္နာတ90ကိုသိုးတော်လေးနောက်ဆုံးဥပရိဗန္နာတတွင်သုတ်အခြေတရားဖြင့်52သုံးရှိ၍စုစုပေါင်း152သုံးရှိသည်တဖန်ဗန္နာတတစ်ခုစဉ်တွင်သုတ်73စီဝကခေါ်အခန်းတစ်ခန်းစီခွဲခြားခွဲရထားသည် မေဇိမနိကေတစ်ခုလုံးအန်ဒီအပြင်ဘာနဝါရ80ရှိ၍ဒီကနိကေတဲ့ပို၍အွယ်ပမာဏကြီးမသည်တန်ယုတ်တနိကာယတန်ယုတ်တနိကေတန်ယုတ်တနိကေတဲ့အတွင်ငါးတွဲတကြံငါးကြံစီငါးကြံရှိအတွင်ငါးတွဲရှိအတွင်ငါးတွဲရှိသည်တဏိကြံငါးကြံရှိသည် သက္ကာရဝကတန်ယောကြဒီအနိဒနာဝကတန်ယောကြခန္ဓာဝကတန်ယောကြသလာယရဏဝကတန်ယောကြမာဝကတန်ယောကြသယောတနိကေတုသို့အရေအတွက်အပြင်9862သောပါဝင်၏ဘာနဝါရအပြင် တရားရှိသည်ဘိက္ခုဗောဓိအလိုအရသောပေါင်း2904သောတာတွေ့ရသည်ဟုဆိုသည် ရေတက်ပုံကွက်လျက်ဖြစ်ပေမည်ကျန်တကျန်းစီအာအကြောင်းအရာတူရာတူရာအလိုက်တန်ရောက်တာခေါ်အခမ်းများထက်မှန်ခွဲထားရာကျန်ငါးကျန်းတွင်စုစုပေါင်းတန်ရုပ်56ခန်းပါဝင်သည်တပ်ဖန်ထိုတန်ရုပ်တို့ကိုလေတုတ်ဆဲတုတ်ခန့်လျင်ဝကတစ်ခုစီတစ်ခုစုရင်ထက်မှန်ခွဲထားပြန်သည်တန်ရုတ်တဟူသည်အတုတကဝရှင်တွဲပေါင်းဆက်ထားခြင်းကိုအဓိပ္ပာယ်ရသည် သာယတနိဂာယသည်အကြောင်းအရာတွင်ဤသောသုတ်တံများအားစုပေါင်းထားသော စုပေါင်းထားသောနိကေဖြစ်သည်ဥပမာအားဖြင့်သာယတနိဂာယပထမတွဲသာဂရဝကသံယုတ်ကျမ်းသည်ဂါထာဖြင့်ဟောကြားထားသည့်တရားတော်များအားစုစည်းထားသည်ဤကျမ်းအားလီကောသလမင်းကြီးနှင့်ပတ်သက်၍ဟောကြားထားသောတရားတော်များအားကောသလသံယုတ်တမန္နနှင့်ပတ်သက်၍ဟောကြားထားသောတရားတော်များမာရသံယုတ်တစသည်ဖြင့်ထက်မှန်၍ပန်းချာစုစည်းထားသည် နိဒနာဘကတယောကျမ်းသည်အကြောင်းနိဒနာနှင့်အကျိုးဆက်ဆက်ပုံပရိသသမုပ္ပတ်တရားတော်နှင့်ဆက်လျင်းဟောကြားထားသောတရားတော်များဖြစ်၍ခန္ဓာဘကတယောကျမ်းသည်ခန္ဓာ၅ပါးနှင့်ပတ်သက်၍ဟောကြားထားသောတရားတော်များဖြစ်သည်တတယရဏဝကသံယောကျမ်းတွင်အာယုံသိမှု အတွေ့အကြုံဤအခြေခံဖြစ်သောဗိဒရယရဏခော အာယုံ၆ပါးနဲ့အစ္စတိကယရဏခေါ်ဓဝရ၆ပါးတို့နဲ့ဆက်လျင်းသောတရားတော်များဖြစ်သည်မဟာဝကတန်ယုံချက်နဲ့တို့အခြေတည်းအဖြစ်ဖြစ်စေပမာဏအဖြစ်ဖြစ်စေအကြီးဆုံးဖြစ်သောမဟာဝကဟုအကြီးဆုံးဖြစ်သောကြောင့်မဟာဝကဟုအမိယအမိယသည်မေခင်၈ပါးဘုဇ္ဇေ၇ပါးတတိပဒံ၄ပါးဣန္ဒြေ၅ပါးသမဘဒံ၄ပါးဘု၅ပါးနှင့်အဋ္ဌိပ္ပ၄ပါးဟုသောဗောဓိပက္ခိယ၃၈ပါးနှင့်ပတ်သက်သောတရားတော်များ ဇန်သက်ဆက်လေးပါအာနာပါနသတ္တပတ္တိမတ်နဲ့ဆက်လင်းသောတရားတော်များပါဝင်သည်ထို့ကြောင့်ဗြဟ္မာလေးချမ်းသည့်ခန္ဓာအယရဏသစ္စာပရိစ္ဆသမုပ္ပတ္တရားတို့ကိုနားလည်သဘောပေါက်စေ၍အယူမဒိဋ္ဌိတို့ကင်းစင်စေရန်ရည်ရွယ်ပြီးနောက်ဆုံးမဟာဝကသံယုတ်ချမ်းသည်ဗောဓိဉာဏ်အတွက်ကျင့်ကြံအထောက်မှုဘာဝနာ ရှုမှတ်ရန်လမ်းညွန်တရားဒေသနာတော်များဖြစ်သည်ကိုဆိုနိုင်သည်အင်္ဂုတ္တရနိကာယအင်္ဂုတ္တရနိကေ ဗောဓလက်ထက်အိန္ဒိယနိုင်ငံစာပေအတင်ကြပို့ချသောနေစနစ်သည်နောက်တိုက်သင်ယူပို့ချသောနေစနစ်ဖြစ်သည် ထို့ကြောင့်ကျမ်းမက်ရလွယ်ကူစေရန်အချက်အလက်တစ်ခုရှိသောတရားများအချက်အလက်နှစ်ခုရှိသောတရားများစသည်ဖြင့်အင်္ဂါအချက်အလက်အရေးအတွက်တို့ကိုမူတည်၍သင်ယူပို့ချလေရှိသည်အင်္ဂုတ္တရနိကေသည်ဤသို့အင်္ဂါအချက်အလက်အရေးအတွက်ပေါ်မူတည်၍ဆုသိထားသောနိကေဖြစ်သည်နိဗ္ဗာဒ နိဗ္ဗာန်ခေါ်အခန်း၁၁ခန်းပြင်ဖွဲ့စည်းထားသည်ပထမအခန်းဧကကနိဗ္ဗာတတွင်အင်္ဂါတပါးရှိသောအသုံးများဒုတိယအခန်းတွင်ဒုက္ကနိဗ္ဗာတွင် အင်္ဂါနှစ်ပါးရှိသောအသုံးများတိကနိဗ္ဗာတွင် အင်္ဂါသုံးပါးရှိသောအသုံးများစသည်ဖြင့်အခန်း၁၁ခန်းရှိသည်အင်္ဂောဒရနိဂေတိဘာနဝါရအပြည့်120ဘာနဝါရရှိ၍သို့အယေတရားဖြင့်6559သို့ရှိသည် အရဂရမြာကဆိုသည်ဘေကုဘောဓိအလိုအရ3343တုတ်သာတွေ့သည်ဟုဆိုသည်ရှင်းတဲ့ပုံကိုလည်းဖြစ်ပေမည်နိဗ္ဗာန်တခုစီအာဝကခောအစုအမြတ်ထမှန်ခွဲခြားထားရာစုစုပေါင်းဝတ်160ပါဝင်သည် ဝတ္တကုစေတံအကြအပြင်သုတ်ဆယ်သုံးမြပါဝင်သည်သို့တော်လေးအချုပ်ဝံမြတဲ့ခဏသုတ်တာပါရှိသည်ပါရှိသည်လို့အချုပ်တွင်260နှစ်သုတ်ထိပါဝင်သည်ကိုတွေ့ရပါသည်အကြအရာအပြင်နှင့်မေဖို့နိဗ္ဗာန်အကျိုးတမလွန်အကျိုးများတာမှာကမျက်မှောက်ဘဝကြီးပွားရေးအတွက်ကျင့်ကြံမြည်ကျင့်ကြံရမည်အောင်မြင်ရေးစေဘာရေးပညာရေးအင်တာရေးမေတ္တာစုရေး ပေါင်းတဲ့ဆက်ဆံရေးစသည်ဖြင့်အကြောင်းအရာဆောင်လာရထို့ကြောင့်နိကာယထို့ကြောင့်ဤနိကေသည်ဗုဒ္ဓဘာသာဆွဲဆောင်ကျမ်းတပ်ွယ်ဖြစ်နေ၍မြမယဉ်ကျေးမှု၏မြမယဉ်ကျေးမှု၏ရေတောင်မြစ်ဟုလီတေစာခေါ်ဆိုကြသည်ခောရကနိကာယခောရကနိကေပထမသင်္ကနာတင်ရတဲ့အရှင်ဥပါလိမထေကဝိနည်းဒေသနာတော်အဖြေဆို၍စူပေါင်းရွတ်ဆိုတော်မူခဲ့၏ ခနဒီကနိကေမေဇိမနိကေသယတနိကေအင်ကုတရနိကေတို့ကိုအရှင်အာနန္ဒမထေရကဖြစ်ဆို၍သင်္ဃာယနာတင်ခဲ့သည်ဤသို့သုတ်တံဒေသနာဤနိကေကြီး၄ရက်အတင်ပြိနာအဘိဓမ္မာဒေသနာတို့ကိုဆက်လက်တင်တော်မူကြသည်ထို့နောက်မှကျင်းသောသုတ်တံဒေသနာအတူအထာတို့အားခောရကနိကေအပြင်သင်္ဃာနာတင်တော်မူခဲ့ကြသည် အကျွန်တော်ကြံမြာဥပမာမေလင်နာပညာသည်ပထမသင်္ကနာတင်စေကမပမပါဝင်ပဲနောက်မှထည့်သွင်းထားသောကြံမြာဖြစ်၍၎င်းသင်္ကနာတင်ကြံအဖြစ်အတိအမှတ်မပြုကြပြီခေါ်ရကနေကဲ့တွင်ပါဝင်သောသုတ်တန်ကြံအရေအတွက်သည်မြန်မာနိုင်ငံမူအရ78ကြံတိရိလင်္ကမူအရ79ကြံထိုင်းနိုင်ငံမူအရ15ကြံပါဝင်သည် မြန်မာနိုင်ငံမူရဤတုတ်တန်ကျန်ဆက်ရစ်ကျန်ကိုသမကဝင်းနည်းနှင့်အဘိဓမ္မာဒေသနာတုတ်ကိုလေခေါတကနိဂေတံထဲတင်ဖော်ပြလေရှိသည်ရှင်တို့မှာခေါတကပါဌဓမ္မပဒဥဒါနာဣတိယောတကတုတ်တန်និဘာဒဝိမာနပေတဝုထုထေရဂါရထေရီဂါရအပါဒါနဘောဓဝန္တစရိယပိတကဇာတကနေတေတ ပရိသမိဓမ္မကမိလိန္ဒပညာနိတိပေတကောပရိသနိတိကျမ်းနှင့်ပေတကောပရိသကျမ်းတို့ကိုထိုင်းနိုင်ငံမူတည်သင်္ကနာတန်ကျမ်းအဖြစ်အတိအမတ်မပြုမိလိန္ဒပညာကိုထိုင်းနိုင်ငံရောတိရလင်္ကာနိုင်ငံမှာသင်္ကနာတန်ကျမ်းအဖြစ်အတိအမတ်မပြုပေခောရကပတိဘောရဘာသာဝင်တို့၏အခြေခံဖတ်စာကိုဆွမ်းနိုင်သည်တဏ္ဍဂုံစောက်တည်ခြင်း၁၀ပါးတိလခံယူခြင်း၃၂ခုထာတာဆင်းခြင်း ။သာမဏေငယ်လေးများအတွက်အမေရဲ့ဖြေတို့ပါဝင်သည့်ပြည့်ကြီးဆက်တဲ့သော အနတ်မှမင်္ဂလာသောယတနာသောမေတ္တာသောတို့သည်ဤခေါရကပါထပါဠိတော်တွင်ပါဝင်သည်။ထေရဂရထေရီဂါထာနှင့်ဓမ္မပရတို့သည်ဂါထာသက်သက်ဖြစ်၍သောတနိဗ္ဗာန်ဥဒ္ဒနိအိတိယောတို့သည်စကားပြေအနေငယ်ရောထားသောဂါထာများဖြစ်၍ဂါရာပေါင်းချုပ်ကြမ်းများဟုဆိုနိုင်သည်ထေရဂါရနှင့်ထေရီဂါရသည်ယန္တအရှင်များ အရှင်မမြဝမ်းမြဝမ်းသာဥရံကျွင့်ရင်တော်ဂါရမယအမေးအဖြစ်များပြိဋိဘယုကံနေနဝေကရပွဲမြတ်ကြသောဂါရမယဖြစ်သည်သောတနိဗ္ဗာန်ပါဠိတော်၌ပြည့်စုံကဗုဒ္ဓတို့ကဲ့သို့တပါးသည့်ဧကစာရီကျင့်သုံးသောယသည့်ယဟန်တို့၏ခက်ကဝိဒ္ဒနာတုတ်မုန်နိတုတ်တို့ပါဝင်သည် နေရတာပါဠိတော်သည်သောတနိဗ္ဗာန် အထကဝတ်ဘာရာယနာဝတ်နဲ့ခကဝိယဝိတနာတုတ်တို့ရအဖွင့်ကျမ်းဖြစ်သည်ဝိမာနာဝုထုသည်မြည်သည့်အကြောင်းကြောင့်နှစ်စည်းစဉ်ခံစားရဘဝတို့တာရကများဖြစ်၍ပေတဝုထုသည်မြည်သို့ပြိတ္တဘဝရောက်ရဘဝမြည်သို့ကျွတ်လွတ်ဘဝတို့တာရကများဖြစ်သည်ဘုရားဝင်သည်သူမေတ္တာရှင်ရည်စိတ်ဒိမေကရမြတ်စွာဘုရားလက်ထက်ဗျာဒိတ်ခံပုံပါရမီဖြည့်ပုံနှင့်ဒိမေကရမြတ်စွာဘုရားမှသည့ ဂေါရမမြတ်စွာဘုရားတိုင်25သုသောမြတ်စွာဘုရားတို့ရဲ့အထောပတ္တိအကျင့်ဖြစ်သည်စရိယပိရကကျမ်းသည်မြတ်စွာဘုရားအလောင်းတော်ဘဝကပါရမီဖြည့်ကျက်တော်မူခဲ့ပုံပုံဝုထု35ပုဒ်အားပါရမီ10ပါးအစီအစဉ်ဖြင့်ပေါ်ပြထားသည်အဘရံပါရိတော်သည်ဘုရားပစ္စေကဗုဒ္ဓံနှင့်ယန္တာအရှင်အရှင်မတို့၏အထောပတ္တိကျမ်းဖြစ်သည်စာရကကျမ်းအား950မြစ်ပတ်တော်ဟူသောအမည်ဖြင့်အသိများသည့ ်မြတ်စွာဘုရားလက်ထက်တော်တွင် ဖြစ်ပြတ်သော အကြောင်းအရာတို့ဆက်နွယ်၍အတိတ်ကိုဆောင်းကားရှေးကဤသို့ဖြစ်ခဲ့ဘူးသည်ဟုဟောကြားထားသောဇတ်တော်များဖြစ်သည်ဇတ်တော်ပုံပြင်948ပုဒ်သာ ရှိတော်လေအခေါ်လွယ်စေရန်950ဇတ်ဟုသာခေါ်တင်ခြင်းဖြစ်သည်ပရိသမေဓမ္မတိဓမ္မဒေသနာတို့ဟာအဘိဓမ္မာဆန်းဆန်းအသေးစိတ်ခွဲခြားဝေဖန်ဟောကြားထားသော ကျမ်းဖြစ်သည်ဥဒ္ဓမယညာတိလမယညာ အစခြေကတပ်ပညုတညာအနာဝရဏဉာဏ်တရား83မျိုးသောဉာဏ်များညာနကထာခံတွင်ပိုင်းခြားပြသည်တစ္ဆာအနက်16ချက်928သမေတ္တာပွားနေတော့သည်ပရိသမေတ္တာမဲ့ပါဠိတော်လာဒေသနာများဖြစ်သည်ဘေဒငုံပရိသတ်ပေတကောပရိသတ်နှင့်နိတိတို့သည်ပိဋကသုံးပေါ်ဝါစနစ်တကျခြုံငုံလေးလာသောလမ်းညွှန်ချံဖြစ်၍ ေတကတော်ကြီးအဖွင့်အထာကတာတိကဒီပနီ ကျမ်းပြည့်ဆရာတို့၏လက်ဆွဲကျမ်းဖြစ်လက်ဆွဲကျမ်းတစ်ဆောင်ဖြစ်သည်မေလင်နာပညာကျမ်းသည်ဂရိနေဖာတဝုဖြစ်သောတာကလပြီးပြင်မေလင်နာမင်းကြီးနှင့်အရှင်နာကတိနအရှင်နာကတိန်တို့တရားဓမ္မနှင့်ဆက်၍စကားဆစ်ထိုးသောကျမ်းဖြစ်သည် နိဂန္ဓာယတို့၏ရည်ရွယ်ချက်မျက်မှောက်အကျိုးစီပါဒိဋ္ဌဓမ္မဟိတဒုက္ခဓမ္မလွန်အကျိုးစီပါသံ္ပရာယိတဟိတသံ္ပရာယိကဟိတဒုက္ခဝိမု ക്തി ဒုက္ခဟုသောအကျိုးသုံးပါးဖြစ်သည်ထိုရည်ရွယ်ချက်တို့ဟာပို့ဆောင်ရာတရားဒေသနာတို့ကိုတစဉ်ပြေးတစဉ်လွယ်ရာမှ ခက်ရာသို့အစဉ်အတိုင်းဟောကြားထား၏ ဣန္ဒုဟောကြားခြင်းရအနုဘောဘိကထအစဉ်အတိုင်းသောဇာကဟုခေါ်သည်ဒါနသီလအစပြု၍ကာမဂုဏ်တို့ရဲ့ပြည့်ကာမဂုဏ်တို့မှလွတ်မြောက်ခြင်းအကျိုးတို့ကိုဟောကြားကြအနောက်ဆုံးတွင်သစ္စာ၄ပါးတရားအားဟောကြားသောအစီအစဉ်ဖြစ်သည်ဟောစဉ်အရာယင်းတို့အနုဘုဗ္ဗိကထာပြင်ဟောကြားတဲ့ကဲ့သို့ခြင်းစဉ်အရာလီတိလဣန္ဒြေတို့ကိုလုံခြုံအောင်ဆောင်ထင်းခြင်းရောင်ရဲခြင်းတမာတိထူထောင်ခြင်းစသောအနုပုပ္ပ တိတ်ခအနုဘောဘကရိယာအနုဘောဘပฏิပတ္တာခောလုံငန်းစဉ်ကျင့်စဉ်များကိုလေဟောကြားထားသည်ထိုဟောစဉ်များအားဖြင့်စီကျင့်စဉ်များအားဖြင့်စီအချင်းချင်းလိုက်ပါကသီလသမားတွေပညာဟုသောတိတ်ခ၃ပါးဩဇသုံးစုရသည်နေ့ကငါးရက်တို့ဤအနှစ်တည်းတိလသမားတွင်ပညာဟုသောဒေသနာဆင်၃ပါးရှင်းဆင်၃ပါးဖြစ်သည်ဟုဆွနိုင်သည် ရှင်မဘုရကောတာပြုစုခဲ့သည့်ဝိတုရိမက အထကရသည်ဤသီလတ္တမာရပညာ၃ပါးအားအကျေပြန်လည်ဖွဲ့ဆိုထားသောနေကေ၅ရက်တို့၏အဖွင့်ကျမ်းတစုဖြစ်သည်နေကေ၅ရက်၏အစေအပိုင်းကို ပေါင်းဆက်၍ခြုံငုံကြည့်ပါကတရားဟုဓမ္မဆက်ကြဒေသနာတွင်ဟောကြားခဲ့သောသစ္စာ၄ပါးတရားကိုတွေ့ရပါမည်နေကေ၅ရက်၏နောက်ဆုံးပန်းနိုင်သည့်ဝိမုတ်တိရတ္တကိုဒုက္ခခတ်သည် ချုပ်ငင်းသည့်နိဗ္ဗာန်ချမ်းသာဖြစ်သည့်ဤကဲ၅ရက်အားအကျဉ်းချုပ်လက်ပါကရိယသစ္စာမြတ်သောအမှန်တရား၄ပါးကိုရပါသည်ဤဒီကဤကဲ၅ရက်၏အဓိပ္ပာယ်အကျဉ်းဖြစ်ပါသည်ဓမ္မခန္ဓာ၈တောင်းဟူသည်တောတံပိတကတ်တော်၌တခုသောအနုတ္တန်၄ရှိသောတုတ်သည်တပါးသောဓမ္မခန္ဓာမည်ပါသည်မြတ်သောအနုတ္တန်ရှိသောသုံး၌အနုတ္တန်၏နှစ်ပါးလည်းဓမ္မခန္ဓာနှစ်ပါးစသည်ဖြင့် အနုတန္တရေအစအပြည့်ဓမ္မခန္ဓာကိုရည်တွယ်ရပါသည်ဂါထာဗန္ဓတို့၌လည်းအမေဘုဇာဂါရဗန္ဓတခုသည်တဘာသောဓမ္မခန္ဓာအဖြေဝိသေသနာဂါရဗန္ဓတခုသည်တဘာသောဓမ္မခန္ဓာစသည်ဖြင့်ဘုဇာဝိသေသနာကို ထောက်၍ဓမ္မခန္ဓာအရှိအတက်ကိုသိရ၏ရည်တွယ်ရသည်အဘိဓမ္မာပိဋကတော်၌တခုသောတိတ်ကိုဝေဖန်ခြင်းသည်တပါသောဓမ္မခန္ဓာ တခုသောဒုက္ကိုဝေပန်ခြင်းသည်တပသောဓမ္မခန္ဓာစသည်ဖြင့်တိဋ္ဌုတုကို ထောက်၍၎င်းတခုသော စိတ်အခြေကိုဝေပန်ရာ ဖြစ်သောဝါရတိ၎င်းတပသောဓမ္မခန္ဓာညီဤစိတ်တဝါရကိုဝေပန်ခြင်းသည်ဓမ္မခန္ဓာ၄ပါးစသည်ဖြင့်စိတ်တဝါရကိုထောက်၍၎င်းဓမ္မခန္ဓာအရေတက်ကိုသိရပါသည်ဝိနိပိတကတော်၌ဝုထုမာတိကပြဘာဇနီယ အန္တရာပတ္တိဝါရအပတ္တိဝါရအနာပတ္တိဝါရတိကိစေရဝါရအဖြင့်ခုနှစ်မျိုးရှိရာတစ်ခုတစ်ခုသောအဖို့အဆုသည်တပါးတပါးသောဓမ္မခန္ဓာမြည်ဤဟု၍ဝုထုမာတိကစသည်တကိုထောက်ရဓမ္မခန္ဓာကိုရှင်းရရပါသည်အရှင်အာရဏမထေမြတ်သည်ထဝန်းကျင်ပြတ်အပ်သောဓမ္မခန္ဓာတို့၏အပြားဖြင့်တပါးဓမ္မခန္ဓာ၈၄၀၀ရှင်းရရသည်ဟုဆိုသည်ဖြင့် အရှင်အနန္တမထေမပြတ်တော်မဟုတ်တော်ဓမ္မခန္ဓာများလေးရှိသည်သည်ဟုသိရသည်ထိုဓမ္မခန္ဓာတို့ကကထာဝုတ္တကျံမာဒုရိယတော့စသည်ဝိမာနဝုတ္တတော့စသည်၌လာတော့အကျိုးသောကာရတို့ဖြစ်ကြသည်ရင်္ကရာဝုတ္တကျံမာဒုရိယတော့စသည်နှင့်ဝိမာနဝုတ္တစသည်တော့၌လာတော့ဂါရတုကိုပါရတက်လျင်၈၄၀၀တောင်သောဓမ္မကန္တာတို့တဲ့ပို့လွန်တီကိုသိရပါသည် ဓမ္မကနာ၈၄၀၀ဆိုသည်မှာသဗ္ဗညုမြတ်ဖယားမျက်မှောက်တော်ထင်ရှားရှိသော ပါဠိတော်ကျမ်းဂန်တို့ကိုရည်ရွယ်၍ဆိုသည်နိဗ္ဗာန်လတ်တော်မူသည်မှနောက်သာဝကတို့အတိအသည့်ဟောကြားသော ကထာဝုဒ္ဓကျမ်းသုဘသောမရုရိယသောဝိမာနဝုထုပေတဝုဒ္ဓတို့တွင် အချို့သောဂါထာစသည်မြတ်ကိုရည်၍မဆိုပါဤဒီက ဓမ္မခန္ဓာဤအတိတ်ပဲဆိုလိုရဲ့အတိတ်ပဲအကျဉ်းချုပ်ဖြစ်ပါသည်